မင်္ဂလာပါဒီနေ့တင်မဲ့တင်ငန်းစာကတော့ Microsoft Word ထဲမှာ Smart App တွေကိုဘယ်လိုမျိုးသုံးလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုသုံးလဲဆိုတာကိုမပြောခင်မှာ Smart App ဆိုတာဘာလဲပေါ့နော် Smart ဆိုတာဘာလဲဆိုလို့ရှိရင် Microsoft Office Software တွေမှာသုံးတဲ့ရုပ်ပုံနဲ့ဆိုင်တဲ့ feature တခုပဲဖြစ်ပါတယ်မြင်တာထင်တာရှိတဲ့ graphic ပုံတွေပေါ့နော် upload chat တွေ diagram တွေ hierarchy state cycle data မျိုးတွေပေါ့အဲ့တော့ဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင် documentation တွေမှာသုံးတယ် data analysis တွေမှာသုံးတယ်နောက်ပြီးတော့ project management တွေမှာသုံးတယ် smart ကိုသုံးနေအဖြစ်ရှုပ်ထွေးတဲ့သဘောတရားတွေဆက်ဆက်မှုတွေကိုပို့ပြီးတော့မှရှင်းလင်းလွယ်ကူအောင်ပို့ပြီးတော့မှလူစိတ်ဝင်စားစရာဖြစ်တဲ့ပုံစံနဲ့ပြလို့ရပါတယ်ဆိုတော့ smart လေးတွေ Microsoft Word ထဲမှာဘယ်လိုသုံးလဲဆိုတာအခုကြည့်လိုက်အောင် အဲ့တော့ smart တွေထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကနေသွားရလဲဆိုတော့ insert အောက်ကနေပြီးတော့မှ smart ad ကိုသွားရတယ်။အဲ့ဒီထဲကနေမှကိုကြိုက်တဲ့အမျိုးအစားတွေပေါ့နော်ဒီမှာ process တို့ cycle တို့ hierarchy တို့ relationship တို့ pyramid တို့အများကြီးရှိတယ်။အဲ့တော့လောလောဆယ်တော့ကျွန်တော် hierarchy ပုံစံလေးယူလိုက်မယ်ပေါ့နော်။ um အဲ့ဒီထဲကနေကျွန်တော်ဒီပထမဆုံး organization chart ဆိုတဲ့ပုံစံလေးယူလိုက်မယ်နော်။ okay အဲ့တော့ဒီပုံစံကိုတော့တော်တော်များများမြင်ဘူးကြမယ်လို့ထင်တယ်။အဲဘယ်လိုမျိုးတွေ နေရာမှာတုံးလဲဆိုတော့အောက်ချုပ်မှုအစင်စင်ကိုပြရတဲ့ဇရာတို့ဓမ္မမဟုတ်ရင်ဆွေစင်မျိုးဆက်လေဆွေစင်မျိုးဆက်ဇရာကိုပြရတဲ့အခါမျိုးတို့အဲ့လိုခါမျိုးမှာတုံးတယ်နော်အဲ့တော့ဒီမှာကျွန်တော်ကကုမ္ပဏီတစ်ခုရဲ့အောက်ချုပ်ပုံပေါ့နော်အာနမူနာလောက်ပြရတာနော်ဒါကုမ္ပဏီရဲ့အောက်ချုပ်ပုံလေးပါတယ်ကိုပြချင်တာမဟုတ်ဘူး smart app ကိုဒီလိုလုပ်ရတယ်ဆိုရယ်နမူနာလေးလောက်ပြချင်တာနော်အဲ့တော့ပထမဦးဆုံး MNE GIN Managing Director ရင်ထားလိုက်နော် ်အပမောင်းဆုံး managing director ဟာလိုက်မယ်ထားပါတော့သူ့အောက်မှာ manager 3ယောက်ရှိမယ်အာနော် production manager ရဲထားပါတော့ financial manager ရဲနောက်တစ်ခုက marketing manager ရဲအဲ့ကွာကျတော့ managing director ကအလုပ်များရည်လေ အဲသူမှ secretary တို့ PA တို့ရှိမှာပေါ့နော်အဲ့တော့ရှေ့ရှေ့ဝေးဝေးမရိုက်ချင်လို့ PA ပဲရိုက်လိုက်တော့မယ်အာဒီလိုဇာတ်ရိုက်မှာဆိုရင်ကျွန်တော်တို့ကနောက်ထပ် shape တွေတိုးကျင်တဲ့အခါရှိတာပေါ့နော်ဒါလေးပဲပဲဟုတ်မယ်အဲ့တော့ shape တွေတိုးကျင်တဲ့အခါကျရင် သူကဘယ်နေရာမှာတိုးမှာလဲနော်အာဆိုရဟာကိုရွေးပြရမယ်အဲ့တော့ဒီမှာ smart တစ်ခုကို select မှတ်လိုက်ပြီဆိုတော့ ਨੇ ကျွန်တော်ပြောနေကြတိုင်းပဲဒီမှာ smart tool design ရယ် format ရယ်ဆိုတော့ tab နှစ်ခုအစ်စ်ပေါ်လာတယ်ပေါ့နော် အဲ့ဆိုအဲ့ထဲကနေဒီဇိုင်းတက်ကိုသွားမယ်။သွားပြီးရင်ထားပါတော့ကျွန်တော်ကနောက်ထပ်မန်နေဂျာအစ်စ်တယောက်တိုးချင်တယ်။နော်။တိုးချင်တယ်ဆိုလို့ရှိရင်ဒါဆိုရင်အခုလောလောဆယ်ကျွန်တော်ဘသူ့ကိုဆက်လက်မှတ်ထားလဲဆိုတော့ production manager ကိုဆက်လက်မှတ်ထားတယ်။နော်။ production manager ကိုဆက်လက်မှတ်ထားဒါဆိုရင်ကျွန်တော်တိုးမှာလဲ manager ဆိုတော့သူ့နဲ့ level တူပဲ။အဲ့ဆိုတော့ add shape ကနေပြီးတော့မှဘာကိုရွေးရမလဲဆိုတော့အာအာ after or before ကိုရေးပေးရမယ်နော် at shape after ဒါမှမဟုတ် at shape before ကိုရေးပေးရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ခုကသူ့ရဲ့ level တူအဲသူ့ရဲ့ရှေ့မှာလားနောက်မှာလားပေါ့နော်။အဲ့တော့ကိုကြိုက်တဲ့အစီအစဉ်နဲ့ရေးပေးလိုက်ပါမယ်။ဆိုတော့ HR manager ပါနော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပါတော့ production manager ရဲ့အောက်မှာဆိုရင်ဘာတွေရှိမလဲဆိုတော့ အဝါကစတေရှိမြင်မဲ့ထားပါတော့เนาะဒါဆိုရင်ကျတော့သူ့ရဲ့လောက်ခံအနေနဲ့တိုးချင်တာဖြစ်သွားပြီအဲ့ဒါဆိုရင် add shape အဲ့ဒီကနေဘာယူရမလဲဆိုတော့ below เนาะဒါဆိုလို့ရှိရင် work out ဟုတ်ပြီเนาะအဲ့တော့ financial manager ရဲ့အားမှာဆိုရင်ဘယ်သူတွေရှိမလဲဆိုတော့ accountant တွေရှိမယ်ဆိုပါတော့เนาะအဲ့ဒါဆိုရင်ဒီမှာ add shape เนาะ below ပဲတူလဲเนาะအဲ့ဒါဆိုရင်အဲ့တော့ marketing manager ရဲ့အောက်မှာဆိုရင်ဘယ်သူရှိမလဲအဲဒါဆိုရင် a sales person ရှိမှာပေါ့နော်အဲဒါဆိုရင်အဲဒီလိုနည်းနဲ့တုံးပြီးလို့ရပါတယ်နော်အဲ့ဒါအောင်မှထားပါတော့ကျွန်တော်တို့ကနော် DPA ကိုမထည့်ခြင်းဘူးဆိုရင်ဖြတ်လိုက်လို့ရတယ်ဟုတ်ပြီတကယ်လို့ထည့်ခြင်းနဲ့ဖြတ်ပြီးမှပြန်ထည့်ခြင်းနဲ့ဆိုလို့ရှိရင် at shape အဲဒီတစ်ခါကျတော့ကျွန်တော်တို့က before တွေ after တွေ above တွေ below တွေထည့်ရမှာမဟုတ်တော့ဘူးဘာထည့်ရမှာလဲဆို assistant ဒါကကျတော့မတူဘူးပေါ့နော်သူ့ရဲ့လက်အောက်မှာ rank တစ်ခုအနေနဲ့လောက်တာလဲ ်အော်သူ့အောက်မှာတော့သူ့အောက်မှာပေါ့လေဒါပေမဲ့သူ့ရဲ့ personal assistant အနေနဲ့သူ့ရဲ့လက်ထောက်အနေနဲ့တီးတန့်ရှိတာပေါ့နော်ဒီလူအတွက်တီးတန့်ရှိတာဒီလုပ်ငန်းတစ်ခုလုံးရဲ့အဲလုပ်ငန်းတစ်ခုလုံးနဲ့ပတ်သက်တဲ့ယာရုမဟုတ်ဘဲနဲ့ဒီအခုဆက်လက်မှတ်ထားတဲ့လူတယောက်ရဲ့ assistant အနေနဲ့ထည့်ရတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က add assistant နော်ထည့်ပြီးတော့မှဒီမှာ MPA ဆိုရိုက်လိုက်ပေါ့နော်ဒါကတော့ hierarchy ပုံစံတစ်ခုဒါကျွန်တော်နမူနာလုပ်ပြတာနော် ဆိုတဲ့အခါကျတော့အဲ့လိုထည့်ပြီးရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုတော့ထုံးစံတိုင်းပေါ့နော် home tab ကိုတွားပြီးတော့ဒီမှာ font size တွေဘာတွေတို့အသေးလို့ကြီးလို့ရတယ်နော်အဲဒီမှာဆိုရင်မှာ font size 14ပဲထားခြင်းနဲ့ဆိုရင်14ပဲထားလို့ရတယ်အဲ font တွေဘာတွေပြောင်းညင်ပြောင်းလို့ရတယ်နော်ပြီးလို့ရှိရင်ဒီဘက်ကဒီ design မှာ color တွေပြောင်းလို့ရတယ်နော်ဒီမှာ color ပုံစံတွေမျိုးစုံရှိတယ်အဲ color ကို rank တစ်ခုတစ်ယောက်အနေနဲ့ထားခြင်းလည်းရတယ်နော် လတ္တပါတာ effect လေးတွေပေါ့အနောက်အမှဒီလိုပုံစံလေးတွေ 3D ပုံစံလေးတွေဒါမျိုးလေးတွေပေါ့နော်အဲအဲ့လိုမျိုးလေးတွေထည့်လို့ရပါတယ်အဲ့တော့ဒါပါတော့အဲ့လိုထည့်ပြီးတော့မှကျွန်တော်ကဒီမှာဒီပုံမှာ gray ဖြစ်နေတာယူမကြိုက်ဘူးနော်အဲအယောင်လေးပြောင်းရင်လည်းဆိုရင်လည်းဒီတစ်ခုတည်းကွက်ပြီးပြောင်းရင်လည်းဆိုရင်လည်းပြောင်းလို့ရသေးတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ပါသွားမလဲ format အဲ့ဒီကနေ shape ဖြစ်မှာကိုကြိုက်တဲ့အယောင် ထည့်လိုက်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်မျိုးထည့်ကြည့်အောင်အဲ့တော့ဒီတစ်ခါကျွန်တော်တို့ hierarchy ပုံစံနဲ့ကနောက်တစ်မျိုးရွေးကြည့်မယ်ပေါ့နော် hierarchy ပုံစံနဲ့ရပဲဒီပုံစံလေးရွေးကြည့်မယ်အဲ့တော့ဒီမှာ CEO เนาะဒီမှာ product manager เนาะဒီမှာ ID manager เนาะ research ဆိုနောက်ပြီးတော့ developer admin เนาะဒါဆိုရင်ခုကျွန်တော်တို့က CEO မှာကြီးကြီးလိုက်ကျွန်တော် add ချိန်မှာ assistant ထည့်ခြင်းတယ်เนาะ assistant ထည့်ခြင်းလဲဆိုကျွန်တော်တို့ကထည့်လို့မရအောင်เนาะအဲ့ခါကြလို့ရှိရင်မလုပ်လို့ရမလဲဆိုတော့ assistant ထည့်လို့ရတယ်ရှေ့ကိုကလည်းထည့်ခြင်းလဲဆိုလို့ရှိရင်ဒီမှာ သူ့ရဲ့ပုံစံကို assistant ထည့်လို့ရတဲ့ပုံစံအရင်ပြောင်းလိုက်နော်ပြောင်းပြီးပြီဆိုမှသူ့ကို assistant ထည့်လိုက်ထားပါတော့အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ပုံစံကိုကိုလိုချင်တဲ့ပုံစံကိုတစ်ခါပြန်ပြောင်းလိုက်ပါနော်အဲ့ဒါဒီပုံစံပြောင်းမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ assistant ကဘာဖြစ်သွားမလဲဆိုတော့သူ့ရဲ့လက်အောက်ကပုံစံတစ်ခုအနေနဲ့ပြောင်းသွားမယ်ဘာဖြစ်လဲဆိုတော့ဒီပုံစံမှာကျွန်တော်တို့က assistant ကိုလက်မခံဘူး နော်အဲ့တော့တကယ်လို့ကျွန်တော်တို့ဒီပုံစံလေးထည့်မယ်ဆိုရင်တော့သူကဒါ assistant ကိုလက်ခံတယ်ဒါဆိုရင် bait လဲကိုကလူကျင်တယ် assistant လေးထည့်ကျင်တယ်ဆိုလို့ရှိရင်ဒီပုံစံလေးကိုရွေးမယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့နားလည်မယ်လို့ထင်တယ်ကဲဟုတ်ပြီဒါဆိုကျွန်တော်နောက်ပုံစံလေးတစ်ခုထည့်ကြည့်မယ်ပေါ့နော်အဲ့တော့ insert နော် smart app အဲ့ထည့်ရနေဒီခါ primitive ပုံစံထည့်ကြည့်မယ်အဲ့တော့ရိုးရိုးရှင်းရှင်းဒီပုံစံမျိုးထည့်ကြည့်မယ်နော်အဲ့တော့ပုံမှန်ဆိုလို့ရှိရင် individual အဲထားပါတော့ကျွန်တော်တို့ civilization တခုမှာအနေဆုံးယူနေကတယောက်ချင်းစီပေါ့နော်ပြီးရင်ဘာလာမယ်ဆိုတော့ family ပြီးရင်ထားပါတော့ပြီးရင်ဒီလိုပုံစံကြတော့သူက before နဲ့ after ပဲယူပေးရမယ်အဲ့တော့သူ့အပေါ်မှာလိုချင်နေဆိုရင် before ပေါ့နော် ော်ဟုတ်ပြီနောက်တစ်ဆင့်ထပ်ရွေးမယ်ဒီပုံစံရေးပေးလို့ရတယ်ဒါကိုဒီလိုပုံစံပြောင်းလိုက်ရင်စာရီကဒီဘက်ဘေးမှာတည်တံ့ထွက်သွားတာမျိုးဖြစ်မယ်။နောက်ဆောက်ထိုးပုံစံပြောင်းမြင်သဘာဆိုလည်းရတယ်။နောက်ပြီးရင်စစောအတိုင်းပဲဒါ trace ရုပ်မဟုတ်ပါဘူးเนาะဒီမှာအဲ color လေးတွေလှတာပတ်တာလေးတွေရေးပေးလို့ရတယ်။ဒီမှာလှတာပတ်တာ effect လေးတွေထည့်ပေးလို့ရတယ်။ဒါဒီလောက်ပါပဲเนาะ ဒီခါကျရင်ကျွန်တော်နောက်ထပ် design တစ်မျိုးဆွဲကြည့်မယ်။အဲဒီခါကျွန်တော် process ပုံစံလေးတစ်ခုဆွဲကြည့်မယ်နော်။ဒီလိုပုံစံလေးဆွဲကြည့်မယ်။အဲတော့အာကျွန်တော်တို့လုပ်ငန်းဆောင်တာတွေလုပ်တဲ့အခါမှာအခုဒီပြေကျွန်တော်တို့ software development လို့ပါတော့ပေါ့နော်။အဲတော့အရင်ဆုံးမလုပ်ရလဲဆိုတော့အစ်င့်နေတတ်မှတ်ရတယ်။မပြီးရင်မလုပ်မယ်ပေါ့နော်။အဲအဲ့လိုပုံစံမျိုးလေးပေါ့။အဲတော့ဒီမှာပထမဆုံး define problem နော်။ပြီးရင် plan solution ပြီးရင် build prototype ပြီးဒီမှာမရှိတော့ကျွန်တော်ကနောက်ထပ်20လောက်ထည့်ခြင်းသေးတာဒီဒါဆိုရင်သူ့ဘာရွေးမလဲ add shape အဲ့တော့ before ဆိုရင်သူ့ shape ကိုရောက်လာမှာမဟုတ်လို့ after နော်အဲ့တော့อืมอินดิค่า after implement and review အဲ့ကျွန်တော် right to left ဒီမှာပြောင်းပြန်လုပ်လို့ရတယ်เนาะပြီးလို့ရှိရင်ထုံးစံလိုက်မယ်ဒီမှာ design တွေပါရေးရွေးလို့ရတယ်ဟုတ်ဒါမျိုးလေးပေါ့เนาะဒါလိုလုပ်ငန်းဆောင်တာအစင်းစင်ကိုပြတာမျိုးပေါ့เนาะအဲ့ဒါဆိုတော့ဒီမှာပြီးရင်ကျွန်တော် tax pain တစ်ခုထည့်လို့ရတယ်အဲ့တော့ tax pain မှာเนาะဒီကနေမတိုးတော့ဘဲနဲ့ဒီမှာနောက်တစ်ဆင့်အနေနဲ့ထားပါတော့ အဲ့ဒီမှာနောက်ဆုံးထည့်ခြင်းလဲဆိုရင်ဒီ text pane ကနေလဲကျွန်တော်တို့ထည့်လို့ရတယ်အဲ့ font size တွေကဒါကိုတေးလုံးအောင်ကြီးနေတယ်။ဒါဆိုရင်ကျွန်တော်တို့ font size လေးတွေကြီးကျင်နေဆိုလို့ရှိရင်လည်းကြီးလို့ရတယ်။ဒီမှာနည်းနည်းလေးချက်ပြလိုက်ပါ။အဲဒါဆိုရင်ဒါကြီးလို့ကောင်းသွားပြီ။ ဘာလို့ smart တွေထည့်တာတော့ဟုတ်ပါပြီပေါ့ smart နဲ့စာနဲ့ရောမယ်ဆိုရင်ရောเนาะအဲ့တော့ smart နဲ့စာနဲ့ရောမယ်ဆိုရင်လေအဲရှေ့မှာတင်ခဲ့တဲ့ picture တွေ shape တွေဒီလိုပါပဲเนาะတူတူပဲအဲ့တော့ကျွန်တော်တို့ဒီမှာပါရွေးပေးရမယ်ဆိုတော့ wrap text လေးရွေးပေးရမယ်အဲ့တော့ဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကဆွဲရွှေ့လိုက်လို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ तू က inline word text ကြီးဖြစ်နေလိမ့်မယ်ဆိုတော့ဒီပုံကြီးကစာကြီးတစ်လုံးလို့ဖြစ်နေတာပေါ့เนาะအဲ့တော့ရွှေ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 ့ကျင်တယ်ဆိုလို့ရှိရင်ဒီမှာ wrap text မှာ ဟလာ in front of text တို့ behind text တို့ဒါမျိုးတွေအဲကျွန်တော်တို့လွယ်လွယ်ကူကူပြောင်းလို့ရတယ် top and bottom เนาะဒါဆိုရင်ကျွန်တော်တို့ပုံလေးတစ်ခုလိုမျိုးဒီလိုစာရဲ့အရှိအနောက်เนาะဟာအပေါ်အောက်ဒါမျိုးကိုလွယ်လွယ်ကူကူဆွဲရွှေ့လို့ရမယ်เนาะတကယ်လို့ကျွန်တော်တို့ဒီမှာ type လို့ပြောလိုက်တယ်ဆိုလို့ရှိရင်တော့အဲဒီလိုဒီဘေးတွေကိုစာတွေဝင်လာမှာပေါ့เนาะ square ဆိုရင်တော့ဒီလိုပုံစံမျိုးဖြစ်မှာပေါ့နော် square ဆိုရင်ဒီလိုပုံစံမျိုးဖြစ်မယ် tight လို့ပြောလိုက်လို့ရှိရင်เนาะအဲဒီလိုမျိုးเนาะသူရဲ့ဒီလွတ်နေတဲ့ area တွေတဲ့ဥစားတွေဝင်လာမှာပေါ့เนาะ အဲ့ဒါဆိုတော့ဒီမှာကိုကြိုက်တာထားလို့ရတော့ဘန်ဘော်လုံးဆိုရင်တော့ तू ကအပေါ်နဲ့အောက်မှာပဲစားရှိမယ်ပေါ့နော် तू ရဲ့ဒီဘေးမှာစားမရှိဘူး तू ရဲ့ဘေးမှာစားမရှိဘူးပြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့ဘောင်းလေးပါးခတ်ချင်တယ်ဆိုရင်လည်းခတ်လို့ရတယ်အဲ့တော့ shape outline မှာဒီမှာအာအဲ့ဒါကျွန်တော်တို့အရောင်ရေးလိုက်မယ်ဒီလိုနည်းနဲ့ဘောင်းလေးပါးခတ်မယ်ဆိုလည်းခတ်ခတ်ထားလို့ရတယ်ဒါဆိုရင်ဒီတစ်ခါကျွန်တော်တို့နောက်ထပ် ဒီဇိုင်းလေးတစ်မျိုးလောက်ထည့်ကြည့်မယ်နော်။ဟိုငငယ်တော့တင်ခဲ့ရတဲ့ water cycle လေးလုပ်ကြည့်မယ်။အဲ့တော့ cycle ပုံစံရွေးလိုက်ပါနော်။ဟုတ်ပြီ။ cycle ပုံစံဆိုတော့ပထမဆုံးက evaporation နော်။နောက်တစ်ခုက condensation ။ precipitation နောက်တစ်ခုက collection เนาะအဲ့ဒီမှာတစ်ခုပို့တစ်ခုပို့လို့ဖြတ်လိုက်ပါเนาะဒါဆိုသူကသူ၄ခုဖြစ်ပါလိမ့်မယ်အဲ့တော့ font size တွေကတေးလွန်ကြီးနေတယ်အဲ့တစ်ခုတည်းကို select မှတ်ပြီးကြီးရင်ဒီတစ်ခုတည်းပဲကြီးလာမှာပေါ့เนาะအဲ့ဆိုတော့ကိုကအားလုံးကိုကြီးချင်တာဆိုရင်အားလုံးကို select မှတ်ပြီးတော့ကြီးမယ်အာပုံလေးကိုပါနည်းနည်းကြည့်ပြီးလိုက်ပါနော်မဟုတ်ရင်တချောင်းနဲ့နဲ့မဆက်မနေဘူးနော်အာပြီးလို့ရှိရင်ဆနာအတိုင်းပဲ เนาะသာတာပတာအယောင်လေးတွေနည်းနည်းပပပြောင်းရင်လည်းပြောင်းပေါ့เนาะအဲဒီလိုပုံစံလေးတွေပြောင်းလို့ရတယ်ဒီလိုပုံစံလေးတွေကို shape တွေကိုတစ်ခုချင်းစီကိုအဲဒီလိုအဝိုင်းမကြိုက်ဘူးလေးတော့မကြိုက်ဘူးကိုကြိုက်ရပုံစံလေးတစ်ခုချင်းစီပြောင်းမယ်ဆိုရင်လည်းပြောင်းလို့ရတယ်เนาะအဲဒါဆိုရင်ကျွန်တော်တို့ format ကိုတွား change shape เนาะအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ပုံစံလေးကျွန်တော်တို့ပြောင်းပေးလိုက်လို့ရတယ် အဲဒီမှာ evaporation ဆိုရင်တိမ်ပုံလေးနော် Oh sorry အဲ့တော့ဒီမှာ evaporation ဆိုရင်အဲနေပုံလေးပေါ့နော်ဘယ်ရောက်တော့ပါလဲနေအော်ဒီမှာအဲ evaporation ဆိုရင်နေပုံလေးနော်အာပြီးရင် condensation ဆိုရင်တိမ်ပုံလေးပြောင်းမိလိုက်မယ် ပေါ့နော် condensation ပြီးရင် precipitation ဆိုလို့ရှိရင်အာရေဇက်ပုံလေးပြောင်းပေးလိုက်မယ်ဟမ်ဟုတ်ပြီနော်ပြီးရင် collection ဆိုလို့ရှိရင်တခြား shape တစ်ခုခုပြောင်းပေးလိုက်မယ်ဥပမာဆိုတော့ဒါမျိုးလေးပေါ့ဟမ်ဒီလိုလဲရတယ်နော်ဒီ shape လေးတွေကိုဒီလိုကိုယ်စိတ်ကြိုက်တစ်ခုချင်းစီပုံစံလေးတွေလိုက်ပြီးတော့ပြောင်းပြလို့ရတယ် ဆိုတော့အခုလောက်ဆိုလို့ရှိရင်ဒီ Microsoft Word ထဲမှာ Smart Add တွေကိုဘယ်လိုမျိုးသုံးလဲဆိုတာကိုနားလည်သွားပြီလို့ထင်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဒီနေရာမှာကျွန်မတို့ခုတတိပေးချင်တာကလေအာဒီလိုမျိုးဒီ video lesson တွေကိုကြည့်တဲ့အခါမှာကြည့်ုံမဲ့ထိုင်မကြည့်ပဲနဲ့နော်ကြည့်လိုက်ဆန်းလိုက်ကြည့်လိုက်ဆန်းလိုက်အဲ့လိုမျိုးလေးလုပ်ပါဘောနော်ဒါမှတကယ်လုတ်တက်သွားမယ်နော်တချို့ကကြည့်ဆိုထိုင်မဲ့ငုံတုတ်ကြည့်ထိုင်ကြည့်နေအဲ့ဒါအသိအသုံးမဝင်ဘူးနော်အဲ့ဒါလေးအကြံပေးတာပါဆိုတော့ আলো জেজুরি মারিছে